့အရင်ကရေနံကြောင်မှခဏနိုင်ရဟုတ်တယ်တော့ရတယ်သူလည်းကလေးတေးဆောင်နေနဲ့ရိုက်ဗီဒီယိုကားတွေအများကြီးရိုက်ဘူးအများကြီးရိုက်ဘူးအဓိကတော့ကြိုးစားလာလို့ဒီနေရာရောက်လာတယ်လို့မြင်ပါတယ်လူဆိုတာအမြဲတမ်းရက်နေလို့မရဘူးကြိုးစားနေရမယ်အဲ့တော့သူကြိုးစားလာလို့ဒီနေ့ဒီချိန်သူဒီနေရာကိုရောက်လာတာအဲ့အတွက်ဝမ်းသာတယ်ခွန်ယူတယ်အဲကျွန်တော်တို့ကနောက်လဲအားပေးနေမှာပါတမားရဲ့ကိုကိုလည်းအများနဲ့အားပေးနေတာပါကျေးဇူးပါငငယ်လေးတည်းကလည်းအကုန်နဲ့ကြတော့ကိုမောင်နှမရေလိုပဲမိသားစုရေလိုပဲခီးလည်းသူတို့တွားဘူးတယ် အဓိကပြန်ရိုက်တဲ့အချိန်မှာပါပြန်ဆောင်ရတော့ဝမ်းသာရဲ့အဲ့လိုပဲရှူတင်မှာလဲအချိန်လုံးစနောက်ခွေနောက်ပြီးတော့ရိုက်ကြတာပြောဖို့ကောင်းပါမှာကြောက်ကြရဲ့တော့ကြောက်ပြီပေါ့နေ့20လောက်တော့ရှိမှာဟုတ်လား20တော့မဟုတ်လားပေါ့နည်းနည်းပူပြောလိုက်အဲ ါကျွန်တော်စိမ့်ဆိုတဲ့ character နဲ့ပါဝင်ပြီးတော့တည်ဆောက်ထားပါတယ်ဟုတ်ကျွန်တော်ကတော့ဒီကမှာမြတ်မဟာဆိုင်ရဲ့ဒူရီတော်သားညမောင်နေရာနေပါဝင်တည်ဆောက်ထားပါတယ်အဲခံပြတာကတော့ပုံမှန်ရိုက်နေကြဇလံမဟုတ်တာရယ်ပြီးတော့ item ဘိုင်းမှာဆိုလဲကိုမတည်ဦးမဆောင်ဘူးတဲ့ item တွေလောက်ရတယ်အဲဒါပထမဆုံး ကျွန်တော်အပြင် channel မှာပထမဆုံးရိုက်တဲ့ကားလည်းဖြစ်တာပါเนาะအရင်ကတော့ကျွန်တော်ကျေတကွန် YouTube channel မှာပဲကျွန်တော်ကိုယ်ပိုင် channel အတွက်ပဲကျွန်တော်ရိုက်တာများတယ်တခြား channel တွေအတွက်တိတ်မြဲဖြစ်ပါအဓိကကျွန်တော်ဘူနာစာနဲ့ကန်နဘလက်နဲ့ဟိုဟိုဒါပထမဆုံးစပြီးတော့ရိုက်ပြီးတဲ့ဇာလန်တွေလေးပါ။အဲ့လိုပေါ့နော်။ကန်နဘလက်နဲ့ဘူနာစာမနူလာဒီစိမ့်ဆိုတဲ့ကာရီတာလေးဟိုဆိုပြန်လန့်ခဲ့တယ်။ဟိုဆိုဇာလန်လေးဖတ်ကြည့်တဲ့အချိန်မှာလည်းဟိုဆို ဟိုပေါ့နော်တရုတ်ဆောင်နေကြပုံစံမျိုးမဟုတ်ဘူး။ဘာလို့တွက်ကြိုက်တာအစ်စ်တမျိုးရရလို့ခံစားရလို့ဒီမြဆလန်ပြောလို့လက်ခံရဖြစ်တာပါလား။ကြောင်းလဲမို့တော့ဒါတော့ပေါ့နော်။ဘာလို့ခုနပြောလို့ပဲဘာလို့တရုတ်ဆောင်နေကြ item မျိုးမဟုတ်ဘူးပေါ့ဒီစကားမှာအဲ့လိုနှောက်ရရပေါ့။အဲအဲ့လို character မျိုးရတာဖြစ်တဲ့အတွက်အဲ ။မာဆိုတော့ထူးကြရဲ့ဟိုပေါ့အိုင်ဒီလေးတော့လောက်ရတာပေါ့နော်။ဒါပေမဲ့ဒီဇလန်းထွက်လာတဲ့အချိန်ကျရင်တော့အဲကိုယ့်ရဲ့တည်ဆောက်မှုတွေကိုပိတ်တက်ကပဲဆုံးဖြတ်ပေးသွားမှာပေါ့။ဟုတ်ကဲ့။ညီကလေးပေါ့။အင်းဒီကနေ့ဆင်းတဲ့ခန်းကတော့ဒါအမတ်တရားပေါ့။ဟောဘာဖြစ်လို့လဲဆိုတော့သူကရေးကြောက်တယ်တဲ့။ကျွန်တော်လည်းမကြောက်နဲ့လို့။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်လည်းရေမကူးတတ်ဘူးလို့ပြောတာ။အဲ့ခံရရတဲ့အချိန်ရလဲမမရရနော်အခု17နှစ်ကိုတနာရီညဘက်ကြီးညဘက်ကြီးအဲ့ဒါ အကိုညီမကြောက်တယ်ဆိုတော့မနောက်ပြီးတော့ तू ကအောက်မှာလေအဲ့လိုနုံနေရှော့နေရအရမ်းများရမယ်နည်းနည်းလေးရေတိမ်ကင်းလေးပဲဟွာဆိုတော့ဆင်းတာအဲ့မဲ့ဟွာဆိုဒူပေါင်းနီးပါးတော့ညွတ်ညွတ်သွားအာကြောက်လို့ကိုနေလူနာကိုလာရအဓိကအဖြစ်ဖြစ်နေရရင်နဲ့နစ်နေသွားတာပေါ့အဲဝါဆိုအဲ့အောင်ကြောက်တာအဲ့လောက်ကြောက်တာအဓိကအကောင့်ချက်ဒီမလေးရမရှိပါဘူးမရှိပါဘူးအကိုမဟုတ်ရှိတယ်နော်ဘာလေးလည်းမသိဘူးဒီလိုဒီလိုလည်းတော့ရားရဲလို့အဲ့အဓိကတော့သေဆောင်ဖြစ်လာပြီဆိုရင်တော့ ကြောက်တဲ့စိတ်ကိုပေးဖယ်ပြီးတော့တင်းဆောင်ပြီးပြအောင်တော့ကြိုးစားရတာပေါ့အာတကယ်တမ်းတော့အကုန်လုံးကတော့ကိုလုံးနေကြမဟုတ်တဲ့နေရာတို့ကိုသွားနေကြမဟုတ်တဲ့နေရာတို့ဆိုရင်တော့ကြောက်စိတ်လုံးမဟုတ်စိုးရင်စိတ်ဆိုတာရှိတယ်ဒါပေမဲ့တင်းဆောင်ဖြစ်တဲ့ကျွန်တော်တို့တွေမှာကြတော့အဲ့လိုစိတ်တွေမရှိရဘူးအဲ့တော့ရိုက်တဲ့နေရာမှာလည်းဒါဇက်ကရိုက်နေတာအာဒါသည်မဖြစ်မနေလုပ်ကိုလုပ်ရမှာအဲ့အဲ့အတွက်ကျွန်တော်တတ်နိုင်သလောက်စူးစမ်းပြီးလုပ်ခဲ့ကြတာပေါ့။ဒီက မကူတတ်တာလားဆိုတော့ကို့တယောက်ထဲတော့ကူတတ်တာပေါ့မကေတတ်တာမကေတတ်တာပေါ့နေကိုယ့်ဘက်ကိုခံပေါ့ကိုနေထူးနိုင်တဲ့ကဟိုငငယ်လေးတည်းကဟိုဆိုကရိုက်ပူးတာရိုက်ပူးတယ်အခုဒီကားမှာနော်အကိုနဲ့အမေအမေတယောက်ဆောင်တာပေါ့အဲ့တော့ဒီကားမှလေကျွန်တော်တို့အမေကခုနရေကူးတဲ့အဲရေကန်တဲ့အခါမတွေ့ဘူးလားအမေရဲ့လမ်းခေါ်တာလက်ကြည့်ရမျိုးလို့လက်မကြည့်ရဘူးလို့အဲ့လိုဇက်မှာလှုပ်ဝဲချက်တွေအများကြီးပါတယ်ပြီးတော့မထင်ထားတဲ့လက်ွက်တွေအများကြီးပါတယ် ။အဲကျွန်တော်တရုတ်မဆောင်ဘူးတဲ့ကာရိုက်တာတွေနော်တရုတ်ဆောင်ချက်တွေအများကြီးပါတယ်ဒီမြဇလန်တွေလေးကတကယ်ကိုထူးခြားတဲ့ဇလန်လေးပြီးတော့ကျွန်တော်နဲ့ဝါဆိုနဲ့ဆိုလဲဒါသူမင်းသမီးဖြစ်တဲ့အချိန်မှာပထမဆုံးကျွန်တော်ရိုက်ဖူးတာအသူကလေးတရုတ်ဆောင်တော့အများကြီးရိုက်ဖူးပါတယ်ပြီးတော့ဒီကမှာပါဝင်တဲ့အဲတရုတ်ဆောင်တွေအားလုံးကလည်းအရင်တော့ရိုက်ခဲ့ဘူးဝင်ပဲမရိုက်တဲ့နှစ်ပေါင်းများစွာကြာတဲ့အချိန်မှာပထမဆုံးပြန်ဆောင်ရတဲ့အတွက်အဲဒီကတကယ်ကိုထူးခြားတဲ့ဇာတ်ကားလေးတကားပြီးတော့ပါဝင်တဲ့နှုတ်ပညာရှင်ကလည်း တကယ်ခရိုက်တာ12ရောက်လုံးသူခရိုက်တာနဲ့သူပါဝင်တယ်အဲတော်တော်ကိုကြိုးစားထားကြပါတယ်အဓိကတော့ကြိုးစားလာလို့ဒီနေရာရောက်လာတယ်လို့မြင်ပါတယ်လူဆိုတာအမြဲတမ်းရက်နေလို့မရဘူးကြိုးစားနေရမယ်အဲ့တော့သူကြိုးစားလာလို့ဒီနေ့ဒီချိန်သူဒီနေရာကိုရောက်လာတာအဲ့အတွက်ဝမ်းသာတယ်ခွန်ယူတယ်အဲကျွန်တော်တို့ကနောက်လဲအပိနေမှာပါ ားကြီးတမရဲကိုကိုလည်းအများနဲ့အားပေးနေတာပါကျေးဇူးပါငငယ်လေးတွေကလည်းအကုန်နဲ့ကြတော့ကိုမောင်နှမရဲ့လိုပဲမိသားစုရဲ့လိုပဲခီးလည်းတူတော်ဘူးလေအဒီကားပြန်ရိုက်တဲ့အချိန်မှာပြန်ဆောင်ရတော့ဝမ်းသာရဲ့အဲ့လိုပဲရှူတင်မှလည်းအချိန်လုံးစနောက်ခွေနောက်ပြီးတော့ရိုက်ကြတာပြောဖို့ကောင်းပါဘောကြည့်တာပေါ့အခုကအရင်ကရေနဲ့ကြောင်းမှခဏနိုင်ရဲ့ဟုတ်တယ်တော့ရဲ့သူလည်းကလေးတေးဆောင်နေနဲ့ရိုက်ဗီဒီယိုကားတွေအများကြီးရိုက်ဘူးလေအများကြီးရိုက်ဘူးလေ အဒီကမှတော့ကိုနေတူးနိုင်ကိုမြင်နေကြပါရတာမျိုးမဟုတ်ပဲလေမရဘူး။အကင်ကျရင်ကိုနေတူးနိုင်အမြဲတမ်းဒီလိုလှုပ်ရှားပြီးရိုက်တဲ့ဟာတွေများတော့လေဒီကမှနေမကောင်းတဲ့ကာရိုက်တာဆိုတော့နည်းနည်းလှုပ်ချင်တယ်တယောက်လား။အဲ့လိုအကိုနေသေးရောဒီမှာတည်ငြိမ်ကြရမြဲတယ်လို့ပြောဒီကမှဆိုတကားလုံးအနှွေးညွေရတာပါနော်ဟုတ်ကဲ့အခုလေကျွေးရတာဒီကာရိုက်တာဝင်အောင်ဆိုပြီးအခုတော့ချွေးပြန်လာတယ်ဟုတ်ကဲ့ကြာပြီတော့ကြာပြီပေါ့မိနစ်20လောက်တော့ရှိပြီဟုတ်လား20လောက်မဟုတ်လားပေါ့အဲ့ပေါ့နည်းနည်းပူပြောလိုက်အဲ့ ဟိုပါဘောအကိုတို့ကားကြီးလည်းကြီးပစ်ပါရဲ့ကြီးတော့အကိုတို့ရိုက်နေနေလည်းအကိုကသေုပ်ဆောင်ကောင်းမင်းသားကောင်းတယောက်ပဲလေအရန်ကြိုးစားတယ်အဓိကတော့ဟာဆိုတွေ့ရတော့အရန်ကြိုးစားတယ်အာစကားတကားရိုက်တိုင်းအမြင်နဲ့စီးမျောတယ်စကားတိုင်းကိုလေဘာလို့တကယ်အကုန်လုံးဟိုပါပေါ့နော်တကားလုံးကောင်းမဲ့အထီကိုစီးမျောရဲအဲ့ဒါတွေ့ရတယ်အခုရှိရသိနေစရာတွေပေါ့အဲ့ဒါတွေအာတိရောက်ဆောင်ပိုင်းကိုလည်းပိုင်နေအောင်လုပ်တယ်ပေါ့နော် ်အဓိကတော့ pickleser ပဲလုံးမမလုပ်ဘူးပေါ့အဲ့ဒါကတော့အကိုကိုကြည့်ရတာဟိုဆိုတော့အမြဲတမ်းလေ့လာဖြစ်ဖြစ်ဟုတ်ကျေးဇူးပါဘာပြောထားချင်းလဲဆိုတော့ဒီကန်နယ်ပလက်မြန်မာနေပြီးတော့ဒီဇက်ကကို16ရက်နေ့ပေါ့6လပိုင်း16ရက်နေ့စပြမယ်မူရင်း channel ကိုပဲကြည့်ပြီးတော့အားပေးစစ်ကြည့်ပါတယ်ကျွန်တော်တို့အခုဆိုလို့ရှိရင် channel တွေပေါ့ဟိုကိုလိုက်ရဖို့ကိုဒီ live တွေ ရပြီးတော့ follower တွေများလာပြီးတော့ဇက်ကားတွေကိုတခြား channel ကားတွေကိုသူတို့တွေတင်ကြတဲ့အပေါ်မှာသူတို့ကတော့ live တွေပါတယ်အများကြီးရသွားတယ်ပြီးရင်သူတို့ကအဲ့အရာတွေကိုပြန်ပြီးတော့ရောင်းစားတယ်အဲ့လို page တွေနောက် YouTube တွေအများကြီးပဲမူရင်း channel မဟုတ်တဲ့အတွက်တကယ်မူရင်း channel ကနေပြီးတော့ရိုက်ကူးနေတဲ့ထုတ်လုပ်ရေးတွေ channel ပိုင်ရှင်တွေကအရင်လောက်မရိုက်နိုင်ကြတော့တာတွေ့ရတယ်ကျွန်တော်ဗီဒီယိုခင်မှလည်းဒီပြဿနာက copy ကြောင့်ကျွန်တော်တို့အများကြီးအဲအနုပညာရှင်တွေလုတ်ခင်မရခဲ့ဘူး အခုလည်းအဲဒီဘက် social kit ရောက်ပြန်တော့လေဒီ TikTok တွေ Telegram တွေ Facebook page တွေမှာ copy ယူပြီးတော့တင်ပြီးတော့သူတို့အတွက်အကျိုးမြတ်နည်းနည်းလေးပဲရတာပါအများကြီးလည်းမရပါဘူးအဲ့လိုမျိုးဟိုရတဲ့သူတွေကအခုလိုမျိုး copy တွေတင်လိုက်တယ်အဲကျွန်တော်မူရင်း channel ကိုလာမကြည့်တော့ဘူးအဲ့ခါကျမူရင်း channel ကဝင်ဝင်မရဘူးဝင်ဝင်မရရင်နောက်ကျွန်တော်ဒီလိုကျွန်တော်ဒုပညာသမားတွေစုံဖို့အများကြီးတရုပ်ဆောင်တွေအများကြီးအခုလိုမျိုးအင်းနဲ့အားနဲ့ပါဝင်တဲ့ဇာကာမျိုးတွေ နောက်မရရမှာစိုးရင်တဲ့အတွက်အဲဒီမူရင်း channel တွေဘယ်ကားပဲဖြစ်ဖြစ်ပေါ့မူရင်း channel တွေကိုကြည့်ပြီးတော့အမှန်တကယ်အားပေးစီချင်ပါတယ်ခင်ဗျာအဲ့ဒါလေးကျွန်တော်ပြောတာသူတို့က TikTok မှာဇကားတွေကိုအစားဆုံးတင်ကြတယ်ဆိုတာသူတို့ follower တွေပဲတိုးလာတာလीအဲသူတို့အတွက်ဘာအကျိုးမြတ်ရှိလဲဆိုရင်ဘာမှမရှိဘူးဒါပေမဲ့ဆုံးရှုံးမှုက အာဒီဇက်ကားကိုထုတ်လုပ်တဲ့ထုတ်လုပ်သူကအများကြီးဆုံးရှုံးတယ်။ပြီးတော့ကျွန်တော်တို့နုပညာညီကိုမောင်မားတွေကနောက်တစ်ချိန်မှာထုတ်လုပ်သူမရှိရင်ကျွန်တော်ဇက်ကားရိုက်ဖို့ဆိုတာပိုခက်သွားမယ်။အဲအဲ့အတွက်အဲကျွန်တော်တို့ကမူရင်းချန်နယ်ကိုပဲအားပေးစီချင်တာ။တကယ်လို့ကိုယ်နုပညာရှင်ညီကိုမောင်မားတွေလက်ရှိကိုမီဒီယာမှာအခုကျွန်တော်တို့ဖြေနေရတယ်ဆိုတာနောက်တစ်ချိန်မှာဒီလိုမျိုးဟာတွေကြီးထွားလာမယ်ဆိုရင်နောက်မီဒီယာလည်းကျွန်တော်တို့မေးစရာရှိမှာမဟုတ်တော့မေးလို့ရမှာမဟုတ်တော့ဘာဖြစ်လို့လဲဆိုတာဒီလိုကားတွေလည်းရိုက်နေမှာမဟုတ်တော့ဘူးလေ။အဲ့အတွက်အားလုံးဝိုင်းဝန်းကူညီပြီးတော့အမှန်တကယ် ဝင်ရေးချင်တယ်အားပေးစီချင်ပါလေ။ကျွန်တော်တို့ကအဲ့လိုမျိုးဟိုသူစီကိုစီဆိုတာတည်းကိုယ့်အကိုတိဖို့ပဲလိုတာပါ။ကိုလုံးလိုက်လို့ဘယ်သူပါဖြစ်သွားမလဲဆိုတာအရေးကြီးတာပေါ့နော်။အာအဓိကကတော့ကျွန်တော်တို့ကြောင့်လည်းသေးကြတယ်ဗျာကျွန်တော်ဇက္ကာကြောင့်ဘယ်သူမှဘာမှမဖြစ်စေရဘူးဘာလို့ဆိုတော့ကျွန်တော်ဇက္ကာကိုမောင်းနေနှမသားနဲ့အမိမကြည့်လို့ရတဲ့ကကျွန်တော်တခါမြိုက်ဘူးအဲ့တော့ကျွန်တော်ရဲ့ဇက္ကာတွေမှာဟိုအကုန်လုံးမိသားစုစုံစုံလေးလေးကြည့်လို့ရတဲ့ဇက္ကာတွေပဲပြတယ်အဲ့ဒါလည်းကျွန်တော် ဟိုဘယ်လိုပြောရမလဲကိုယ့်ကြောင့်သူများမဖြစ်စေချင်တာဘာမှမဖြစ်စေချင်တာဒီလူနိုင်ငံကိုကြည့်ပြီးဘာဖြစ်သွားတယ်ဆိုတာမျိုးမဖြစ်စေချင်ဘူးအဲ့လိုပဲအခုလိုမျိုးတစ်တော့တွေဘာတွေမှာတင်လိုက်တဲ့လူကြောင့်ကျွန်တော်တို့လူပညာသမားတွေအလုတ်လက်မဲ့မဖြစ်စေချင်ဘူးပေါ့ဟုတ်ဒီမြဇလန်ရွယ်လေးอ่ะပေါ့เนาะအဲဒီဇလန်တွဲတစ်ခုတည်းမှာ ਉਹ ပဲရတအစုံနေပါတယ်သူကအာခေါ်ရလို့ပုံစံမျိုးလည်းပါတယ်ဆိုတော့မှလည်းပါတယ်လို့မိသားစုတွေအဲ့လိုပေါ့เนาะဟို ပြန်ညိုးတွေနဲ့အဲ့လိုမျိုးပေါ့နော်အဲ့လိုအမျိုးမျိုးပါတယ်အဲ့ဒီတော့ကြောင့်ဒီဇာကားလေးကိုကြည့်ရင်ပြိတ္တတွေချမ်းကျစ်တတ်မယ်လို့လည်းပါသူတို့ကမျှော်လင့်ပါရဲ့နောက်ပြဒီကားထဲမှာပါဝင်တိရစ္ဆာန်တဲ့အနုပညာရှင်တွေကလည်းသူ့ရဲ့ character တိုင်းရောအကောင်းဆုံးတိရစ္ဆာန်တွေလည်းဇာကားလေးကိုကောင်းပါတယ်လို့အားပေးပါအောင်လို့ပါဆိုပြီးတော့